င်္ဂလာပါ Talk Show Liberty YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့တော့ဆရာအောင်သိန်းရဲ့စဉ်းစားစရာလေးတွေဆိုတဲ့စာအုပ်ထဲကမြို့ဆက်တဲ့အတွက်ဖြေကြားချက်ဆိုတဲ့စောင်းပါကိုဖတ်ပြမှာဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာမြို့ဆက်တဲ့အတွက်ဖြေကြားချက် ုက္ခချမ်းသာစာရီအဖွဲကမျိုးစစ်တဲ့အတွက်ပြန်ကြားကျဲဆိုတဲ့ခန္ဓာတစ်ခုကိုဖွင့်ပြီးလူငယ်တွေရဲ့မင်းမြတ်ချက်ကလေးတွေကိုတတ်နိုင်သမျှဖြေချပေးစေခြင်းပါတယ်လို့မြတ်တာရက်ခံလာပါတယ်မြတ်တာရက်ခံလာပါတယ်ဆိုတာကစကားကိုလှအောင်သာတုံးလိုက်ရတာပါတကယ်ဆိုတော့ဒီအကောင်တွေကအဲ့ဒါကိုရေးမပေးမချင်း အိမ်ဘော်ကကိုမစင်းတော့ဘူးဆိုတာမျိုးလုံနေကြတော့တာပါအဲ့ဒါနဲ့တတ်နိုင်သမျှရေးပေးပါမယ်လို့တာဝန်ယူလိုက်ရပါတယ်တကယ်ဆိုတော့ကိုယ့်စီကိုလှမ်းပြီး စာရေးမေးကြတာတွေလူကိုယ်တိုင်ကြုံလို့မေးကြတာတွေကိုလည်းတအားသမျှတော့ဖြေတန်ရာကိုဖြေဖြေသိမ့်တန်ရာကိုဖြေသိမ့်ဆိုတာမျိုးကိုတော့လုံနေရတာပါပဲတကယ်ဆိုတော့လေကိုယ့်အသက်အရွယ်နဲ့အတွေ့အကြုံအရဆိုရင် သူတို့တွေကြုံကြရတာလေးတွေဟာအလွန်တရာ ကြီးကျယ်လာတာမဟုတ်ဘူးဆိုတာသိနေမိပါတယ်သို့တော်လည်းကိုကဒီရွယ်ရောက်လာလို့သာဒီလိုထင်မိတာကို ကိုတိုင်းလည်းသူတို့အရွယ်ကဆိုရင် သူတို့လိုပဲအေယာမဒုက္ခဖြစ်ခံစားခဲ့ဘူးဒါပါပဲဒီတော့သူတို့ကိုစာနာစိတ်ကလေးနဲ့အထက်ကပြောခဲ့သလိုကျိုးတင်ကြောင်းတင် ဖြေတန်ရင်လဲဖြေလိုက်ရတာပဲဖြေသိမ့်တန်ရင်လဲ ခြေသိမ့်အားပေးတန်းတာဆိုရင်လေအားပေးဆိုတာမျိုး လုပ်နေရတာပါပဲသူတို့မိရထားလေးတွေသူတို့ကြုံရတဲ့ပြဿနာလေးတွေကိုအငဲခတ်မိအောင်ကျွန်တော်စီကိုမကြမီကရောက်လာခဲ့တဲ့စာကလေးနဲ့ကျွန်တော်အဖြေလေးတွေကိုတင်ပြလိုက်ပါတယ်သူတို့ရဲ့အတွင်ရေးလို့ဆိုအပ်တဲ့ပြဿနာလေးတွေကိုတော့ဖြင့်ခြံထားခဲ့ရတာပေါ့ ဆရာရှင်သမီးတို့ကို အကူအညီပေးပြီးအကြံပေးစေချင်ပါတယ်။ဆရာကိုအလောက်တွေများတဲ့ကြားထဲမှာအနောက်ရှိဖြစ်နေမယ်ဆိုရင် ခွင့်လွတ်ပါရှင်။ကျမတို့အဖေကတပန်ခတ်ရပါတယ်။အမေကတော့မနေ့ပိုင်းဈေးမှာဟင်းသီးဟင်းရွက်ရောင်းရပါတယ်။အဖေရောအမေပါအတော်လေးပင်ပန်းစွာလောက်ကင်စားတော့ရတယ်လို့ဆိုနိုင်ပါတယ်။သမီးတို့မှာညီမနှစ်ယောက်ရှိပါတယ်။နှစ်ယောက်လုံးကြောင်းနေကြပါတယ်။ကျမက9တန်း၊ညီမလေးက9တန်းပါ။ အဖေနဲ့အမေကတော့ပညာကိုစူးစမ်းတင်ကြဖို့အားပေးပါတယ်။ဒါပေမဲ့ပတ်ဝန်းကျင်ကဒီအရွယ်တမိနှစ်ယောက်ရှိလျက်သားနဲ့မိဘတွေကိုကူညီပြီး တခုခု အလောက်လောက်ကြဖို့မတိမတာပြောကြပါတယ်။မတိမတာလို့သာ ပြောရပါတယ်ဆရာရေ။တကယ်ဆိုတော့တိတိတသားကြီးကို ပြောနေကြတာပါ။ပြောရမှာစိတ်လဲပြစ်ပါရဲ့။ဆွေမျိုးနီးစပ်တွေကပိုပြီးပြောကြတယ်။ပြောရုံမကတမိတို့ကို ကဲရဲတယ်လို့ပဲဆိုပြရစီတော့အဲ့ဒါသမီးဘာလို့ရမလဲသမီးကအကြီးဖြစ်နေနေတော့သမီးကကြောင်းထွက်ဈေးရောက်ပြီးမြမလေးကိုပဲကြောင်းတက်စေရရင်ကောင်းမလားလို့လည်းစဉ်းစားမိပါတယ်ကြောင်းထွက်ရမယ်ဆိုပြန်တော့လဲမထွက်ချင်ဘူးသမီးစူးစမ်းခဲ့တာတွေကိုနှမျောနေမိပြန်တယ်သမီးမကြံတတ်အောင်ဖြစ်နေတာကြောင့်ဆရာစီစာရေးပြီးမေးလိုက်ရတာပါဆရာစိတ်ချုပ်သွားရင်လဲစာမပြန်ပါနဲ့တော့ရှင် ကို့ဘူးကို သူများဘူးလုံးမီလို့ဆရာကို အားနာပါတယ်စာပြန်ကြားလိုက်ပါတယ်တမီးငယ်တမီးရေးလိုက်တဲ့စာထဲမှာပါဒလကိုသာမှန်းဆပြီးအကြံဉာဏ်ပေးရတာမို့ဆရာပေးလိုက်တဲ့အကြံဉာဏ်ကို ပုံသေးဖြစ်မယူလိုက်စေချင်ပါဘူးတကယ်တမီးတို့ရဲ့ပဂတိအခြေအနေနဲ့တွက်ဆပြီးချင့်ချိန်ဆုံးဖြတ်စေချင်ပါတယ်မိဘနှစ်ပါးဟာပင်ပန်းကြတော့လေ သမီးတို့ကိုကြောင်းတက်ပညာသင်စေခြင်းကြတာအမှန်ပဲကြောင်းတက်နိုင်သေးတာဖြစ်နေလေတော့မတက်နိုင်လောက်ပင်ပန်းနေတာမဟုတ်ဘူးလို့ဆိုရမယ်။နောက်ပြီးသမီးရဲ့စာသွားစာလာကိုထောက်ကြည့်လိုက်မယ်ဆိုရင် သမီးအဖေရဲ့လုပ်ငန်းမှာမကူညီနိုင်တော့လေအမေရဲ့လုပ်ငန်းမှာတော့ဖြင့်ကူညီမဲ့သမီးနှစ်ယောက်လို့မှန်းစာကြည့်မိပါတယ်။အမေရဲ့လုပ်ငန်းမှာမကူညီဘူးဆိုရင်တော့သမီးတို့နှစ်ယောက်ကိုဆရာအထင်မကြီးတော့ဘူး။ သမီးတို့နှစ်ယောက်ဟာဒီမိဘတွေရဲ့မြေတားနဲ့မတန်ဘူးသူတို့ရဲ့ချွေးနှင်းစာကိုမစားကျင်ကြပါနဲ့တော့တင်ရအလုပ်ကိုရှာကြံပြီးတော့သာ လုပ်ကြပါတော့လို့ဆရာပြောလိုက်ရပါတော့မယ်စိတ်မဆိုးလင့်တဲ့သမီးဒီနေရာမျိုးမှာဒီလိုမပြောလို့ကို မဖြစ်လို့ပြောလိုက်ရတာပါ နောက်ပြီးသမီးတို့ရဲ့မိဘတွေကိုပိုးပြီးနားလည်တတ်လာအောင်လဲပြောလိုက်ရတာပါဆရာကသမီးတို့ရဲ့မိဘတွေကိုတနာနေတယ်လေသူတို့ဆင်းရဲပင်ပန်းနေပေမဲ့ သမီးတွေကိုပညာတတ်စေခြင်းနဲ့တင်းတောင်းတင့်တယ်ဖြစ်စေခြင်းနဲ့သူတို့ပခုံးဆွမ်းအားနဲ့တင်ပေးနေတယ်။ဆရာကလေသမီးလေးကိုတနာတလောက်သူတို့ကိုကြည်ညိုနေမိပြန်တဲ့သမီးရဲ့မခက်ဘူးလား။ဒီတော့သမီးအဖေမေကကြောင်းထားပေးနိုင်သေးသမျှကြောင်းနေပါ။သူတို့ကိုစိတ်ချမ်းသာကိုချမ်းသာဖြစ်အောင်အစွမ်းကုန်ကြိုးစားပါ။အသေးစိတ်ပြောလိုက်ရရင် သမီးရဲ့အဖေကြီးပင်မန်းလာပုံရရင်နင့်နေပေးတာမျိုးစသည်အပြင်ယွယွရရ ပြုစုပါ။ မေကြီးကိုလည်းထိုနီးပေါ်ပတ်ဝန်းကျင် ဆိုတာကပြစ်ထားလို့မရဘူးသမီးရဲ့သူတို့ပြောတာကိုလည်းအလေးမူရတာပဲသို့တော့ကိုယ်စိတ်မှာတော်မှန်ဖြောင့်မတ်တယ်လို့ယုံကြည်ရင်တော့ဖြင့်ပတ်ဝန်းကျင်ကစကားတွေကိုလက်လျူရှုပြီး မကြချင်အောင်သာဆောင်နေလိုက်ပါတော့ဘာကြောင့်ဒီစကားတွေကိုပြောနေရသလဲဆိုတော့ဆရာကိုယ်တိုင်ရန်ကုန်မှာတွေ့လိုက်ရဘူးတဲ့ចောင်းသူလေးတယောက်ဖြစ်ကိုတွေ့တာကြောင့်ပါ သူကလည်းသမီးနဲ့ခက်ဆင်ဆင်ပါပဲ သူ့ဖေကစိုက်ကားနေရပါတယ်။အမေကဆေးလိပ်မိကျစတဲ့ကိုရဆိုင်ကလေးကိုဖွင့်ရောင်းရပါတယ်။သူတို့နေရတာကသူတို့နေရတာကရက်ွက်ခေါင်ခေါင်ရက်ွက်ခတ်ခေါင်ခေါင်ဆိုတော့တိတ်လည်းမရောင်းရပါဘူး။တမီးအကြီးဆုံးကလေးကစားကိုစ조사လှပါတယ်။ဒီလိုပဲဒူးလူလိမ့်လိမ့်နဲ့ကြောက်တက်ခဲ့ရတာပါ။ရန်ကုန်မှာတော့အခြေအနေကတမျိုးပေါ့လေ။ အခုတော့ပြင်အဲ့ဒီကလေးမလေးကကွန်ပျူတာ စာစီလုပ်ငန်းတစ်ခုမှာဝင်ငွေလေးထိုက်ထိုက်တန်တန်ရတာကြောင့်အဆင်ပြေနေတာကိုဝမ်းသာစရာ တွေ့ရတယ်။သမီးတို့ကမြို့ကတောမြို့လေးဖြစ်လေတော့ကွန်ပျူတာတွေဘာတွေတော့မဟုတ်ဘူးပေါ့။တခြားလုပ်ငန်းတွေဘာတွေကိုပဲစဉ်းစားရတော့မှာပေါ့။ဘာပဲဖြစ်ဖြစ်ပေါ့သမီးရဲ့ပညာသင်တယ်ဆိုတာဟာငငယ်ရွယ်ရွယ်မှသာသင်ရတာနော်။တစ်စလုံးသင်နေခြင်းလို့ရတာမဟုတ်ဘူး။အချိန်ရှိခိုက်အခွင့်သာရင် ပညာသင်ပါလို့ပဲဆရာကတော့တိုက်တွန်းလိုက်ရပါတယ်။ဒါပေမဲ့သမီးရေဇေယအစပိုင်းမှာပြောခဲ့သလိုပဲသမီးတို့ပဂတိဘဝကိုစဉ်းစားပြီးမှဆရာအကျဉာဏ်ကိုယူပါ။ကိုပေးတဲ့အကျဉာဏ်ကိုမယူရကောင်းလားလို့ဆရာက စိတ်ကောက်နေလို့ဖြစ်တာမှမဟုတ်ပဲ။မိဘကို နားလေတော့ကျေးဇူးဆက်နိုင်စွမ်းတော်သူဖြစ်ပါစေတည်း။ ဆရာကြီးခင်ဗျာကျွန်တော်68ခုနှစ်တွင်ဆရာန်းအောင်ခဲ့ပါသည် ကျွန်တော်ဆန္ဒမှာယဟန်အဖြစ် သာသနာပေါင်းတို့ဝင်ပြီးသာသနာပြုကျင်ပါသည် အဖေနဲ့အမေတို့ကသဘောမတူပါ သူတို့အကြောင်းပြတာက နောင်ခါတသက်လုံးမနေနိုင်လျင်ခက်လိမ့်မည်ဟုပြောပါသည် ခုလောလောဆယ်မှာတော့ကျွန်တော်အတွက်မိဘမှာလဲဆရာထက်တန်နေတော့ကြောင့်ဖြစ်ပါသည်မိဘသဘောကိုလိုက်ရောရမလား ကော့ဆန္ဒအတိုင်းလောက်ရမလားမဝေခွဲနိုင်ဖြစ်နေပါသည် ထို့ကြောင့်ဆရာကြီးထံအကြံဉာဏ်တောင်းရပါသည် ခမညာဂျိုသေးလေးစားစွာဖြင့်လှထွန်းမောင်လာထွန်းမေးတဲ့မိကုံမျိုးကိုမုံမုံအင်းလျာအမှတ်တရားအမွေဟောပြောပွဲမှာလဲမိန်းကလေးတယောက်ကမေးလို့ဖြေခဲ့ဖူးပါသေးတယ်အဲ့ဒီဟောပြောပွဲနဲ့အမေးဖြေတွေကို ပြန်ထုတ်တဲ့အမွေစာအုပ်ထဲမှာလဲပါရမို့အလွယ်တကူရရင် ဖတ်ကြည့်စေခြင်းပါသေးတယ်။မောင်လာထွန်းရဲ့စာထဲမှာမိဘမှလည်းဝင်မတက်စေခြင်းဆိုတဲ့စကားလေးပါလာတာကြောင့်စိတ်ထဲမှာထင်ကနေဖြစ်သွားမိတာ အမှန်ပါပဲ။ဆရာမေးပြရစေ။တေချာစဉ်းစားပြီးဖြည့်ကြည့်စေခြင်းပါလေ။ဆရာကိုလှမ်းပြီးဖြည့်ဖို့မဟုတ်ပါဘူး။မင်းကိုမင်းဖြည့်ကြည့်ဖို့မေးလိုက်တာပါ။ဆယ်တန်းအောင်ပြီးအလောက်ကိုင်မရှိသေးတဲ့ကလေးတွေအထူးသဖြင့်ယောက်ျားလေးတွေမှာအနေရထမ်းရခက်နေတတ်ကြတယ်။ ဘာဝင်ငွေမှမရှိပဲမိဘစီမာကတ်စားနေရတဲ့အဖြစ်ကြီးကိုလည်းမကျေနပ်။မကျေနပ်လို့ဘာလုပ်မလဲဆိုလိုက်ပြန်တော့လေဘာလုပ်ရမှန်းမသိဖြစ်နေတာမျိုးပေါ့။အဲ့ဒီလိုကြီးဖြစ်နေတာကြောင့်သာသနာ့ဘောင်ကိုဝင်ကျင်တာဆိုရင်တော့ဖြင့်မောင်းလာထွန်းစဉ်းစားတာမှားနေပြီလို့ပြောလိုက်ချင်ပါတယ်။ဒီတော့တရားစိတ်ပါရာမှန်တော်လေမမီကျင်တော့တဲ့စိတ်နဲ့တရားစိတ်ဘယ်စိတ်ကပိုပြီးအားကောင်းတယ်လဲဆိုတာကိုပြက်ပြက်သားသားစစ်စစ်ကြည့်စေချင်ပါတယ်။ ကောင်းပြီတရာစိတ်ကပိုးပြီးအားကောင်းပါတယ်ဆိုရင်ကောတရာစိတ်ကပိုးပြီးအားကောင်းတော့လေကိုရောက်သွားမှာကအစိမ့်သက်သက်ပတ်ဝန်းကျင်ဖြစ်နေတာကိုသတိပြုရလိမ့်မယ်တကိုယ်တည်းတော်ရဆောက်တည်လို့နိဗ္ဗာန်ရောက်ကြောင်းပရိပတ်တိကျင့်နာမျိုးဆိုရင်တော့တမျိုးစဉ်းစားရမှာပေါ့အခုမောင်လာထွန်းရည်ရွယ်တာက သာသနာပြုလုပ်ငန်းကိုလှုပ်ချင်တာမဟုတ်လားဒီတော့လူအမျိုးမျိုးယဟန်ပုံပုံဆိုတာလိုဇေယအမျိုးမျိုးနဲ့တွေ့ရလိမ့်မယ်ယဟန်တော်များပင်ဖြစ်တော်လဲ ပုထုဇဉ်ယဟန်တွေဖြစ်တာမို့စိတ်မျိုးမျိုးဇရိုက်အဖုံဖုံကိုကြုံလာရလိမ့်မယ်အချိန်ယူပြီးမောင်လှထွန်းကိုတိုင်ဆရာတော်အရှင်ဇဏကာဘိဝန္တပြုစုတော်မူတယ်ဖရာဥပရိတော်ကြီးကိုဖတ်ကြည့်စေခြင်းပါသေးတယ်အဲ့ဒါကိုဖတ်ကြည့်လိုက်ရင်ပုထုဇဉ်ယဟန်တို့ရဲ့ဖြစ်ရပ်တွေကိုလည်းသိလာနိုင်ပါတယ်နောက်ပြီးမောင်လှထွန်းကိုတိုင်လည်းဖရာဥပရိတော်ကြီးနဲ့အညီနေနိုင်ပါမလားဆိုတာကိုကိုကို မှန်းဆစက်ဆေးကြည့်နိုင်တာပေါ့အဲ့ဒါကယဟန်လောကကိုသာပြောသေးတာကြုံလာရမယ့်လူဝဲကြောင်တွေလောကကိုတော့ဖြင့်အထူးပြောမနေတော့ဘူးယဟန်လောကတဲ့ပိုးပြီးဆိုးဖို့သာရှိတော့တယ်မဟုတ်လားနောက်ပြီးမေးစရာတွေရှိလာသေးတာကသာသနာပြုကျင်တယ်လို့သာပြောတာကိုဘလို့သာသနာပြုမှလဲဒီမိကုန်းကထွက်လာပြန်သေးတယ်သာသနာမရှိသေးတဲ့အတိုင်းတစ်ပါးကိုသွားပြီးသာသနာပြုကျင်တာလား တောင်တန်းသာသနာပြုဆရာတော်အရှင်ဥဒ္ဓမလိုတိုင်းရင်သားလောကမှာသာသနာပြုမှာလား။နောက်ပြီးဟိုဒီဒီမှာဖရာတီရာကိုလည်းသာသနာပြုတယ်လို့ခေါ်ကြပြန်တာပဲ။အဲ့ဒီလိုသာသနာပြုနည်းမျိုးလားဆိုလိုတာကသာသနာပြုနည်းကလည်းအမျိုးမျိုးရှိနေတာမို့ဘလို့သာသနာပြုကျင်တာလဲဆိုတဲ့မိကုံကိုလည်းဖြည့်ကြည့်စေခြင်းပါသေးတယ်။ဒါတွေကိုမိလိုက်တာကမောင်လာထွန်းရဲ့တရားတရားကိုဆုံနဲ့သွားအောင်လှုပ်လိုက်တာမဟုတ်ဘူးဆိုတာတော့မောင်လာထွန်း နားလည်နိုင်ပါလိမ့်မယ်။ဇေယစေတနာကတစုံတစ်ခုကိုရီမှန်းချက်ထားလိုက်ပြီးဆိုရင်ဘက်ဆောင်အောင်တွေးတင်တာကိုသိစေခြင်းလို့ပြောပြလိုက်ရတာပါ။ဒီတော့အခိုင်အမာဆုံးဖြတ်ချက်မချသေးမီဒုံလဘအဖြစ်နဲ့ဝီနီးတော်နဲ့အညီရေရှည်ကျင်တုံပြီးစာမေးပွဲဝင်လိုက်ရင်ပိုကောင်းမယ်ထင်တယ်လို့အကြံဉာဏ်ပေးကြပါတယ်။နောက်ပြီးတစ်ခုသတိထားရအောင်ပါကပိရကတ်တော်ကိုတင်ယူရလိုက်အောင်မယ်နော်။အဲ့ဒါလည်းရှိသေးတယ်။ ပိဒကတ်ကိုမနှံ့ဆက်ပဲသာသနာပြုလို့ဖြစ်နိုင်တာမှမဟုတ်ဘဲကိုဆရာကြီးဦးအောင်တင်ခင်ဗျာကျွန်တော်တခုမေးပြရစီကျွန်တော်အင်္ဂလိပ်စာတိုးတက်ချင်ပါတယ်သူများတွေလိုကုမ္ပဏီတွေဘာတွေမှာလောက်ချင်တာမျိုးအတွက်ပဌာနာထားတာမဟုတ်ပါဘူးကမ္ဘာစာပေကိုဖတ်ရှုလိုခြင်းမြန်မာစာပေကိုလည်း နိုင်ငံခြားမဂ္ဂဇင်းတွေမှာအင်္ဂလိပ်လိုရေးသားလိုခြင်းတို့ကြောင့်ဖြစ်ပါတယ်။အခုလဲကျွန်တော်အင်္ဂလိပ်စာကျူရှင်စကားပြောသင်တန်းများတက်ရောက်လျက်ရှိပါတယ်။ဇီယာတခါကရေးခဲ့သလိုအထက်မတဖဲလှေကားကြီးတရမ်းရမ်းနဲ့လန်းတလားနေတာမျိုးဖြစ်နေမှလဲဆိုပါတယ်။ဒါကြောင့်အင်္ဂလိပ်စာတိုးတက်အောင်မိတို့မိပုံလောက်ရမီကိုအကြံပေးစေလိုပါသည်ခင်ဗျာ။တန့်စော်ထွန်းဗဟန်းမောင်တန့်စင်ထွန်း မဲမဲလိုက်တဲ့မိကုံးကိုလူငယ်တွေခဏခဏမဲလေရှိကြတယ်။ကြုံတုံးကြုံခိုက်မိတာမျိုးရှိသလို စာရေးပြီးလမ်းမေးကြတာတွေလည်းရှိပါတယ်။ပထမဆုံးပြောချင်တာက အင်္ဂလိပ်စာကောင်းကောင်းဖတ်တတ်ခြင်းနဲ့လို့သာပြောကြတယ်။စာဖတ်တာဝါသနာပါရဲ့လားလို့ပြန်မေးရမလို့ဖြစ်နေတယ်။ငါတွေ့ဖူးသလောက်မှာတချို့ကအင်္ဂလိပ်စာကိုကောင်းကောင်းဖတ်တတ်ခြင်းနဲ့လို့သာပြောနေတာ။သူတို့ကောင်းကောင်းဖတ်တတ်နေတဲ့မြန်မာစာကိုကောဖတ်သလားလို့မေးကြည့်လိုက်တော့ဘာသာကိုမှ ဟုတ်ဒီပတ်ဒီမဖတ်ကြဘူးအထူးသဖြင့်မိန်းကလေးတွေပုံများတယ် reader digesto new week တို့တေချာဖတ်တတ်ခြင်းလဲလို့ပြောတဲ့ကောင်းမလေးတွေကိုလည်းတွေ့တတ်ပါသေးတယ်အဲ့ဒီတော့ငါကနေပါအောင်ညီကကပအရေးတွေကိုတေချာသိကျင်လို့လားလို့မေးကြည့်လိုက်တယ်သူများတွေလိုပဲသိကျင်တာပေါ့ဆရာရဲ့ဒါပြင်သတင်းစာတွေဂျာနယ်တွေမှာပါတဲ့ဘာသာပြန်သတင်းဆောင်ပါတွေကိုဖတ်လို့ရှိသလားလို့မေးကြည့်လိုက်တော့ရေကမောက ရှကောရှကန်နဲ့ဟွန်းဟွန်းမဖတ်ဘူးတဲ့ဒီတော့မင်းကိုငါမေးလိုက်ချင်တာကမင်းဖတ်တတ်နေတဲ့မြမစာကိုရောမပြတ်ဖတ်တဲ့အလေးရှိသလားဆိုလိုတာကစာကိုမဖတ်ရရင် နေကိုမနေနိုင်နဲ့စာဖတ်ဝါသနာမျိုးမင်းမှာရှိသလားဘိန်းဆွဲသလိုဆွဲနေတာမျိုးကိုပြောနေတာနော် အပြင်းပြေအိတ်မပြောတဲ့အခါမှာကောင်းလံမြောက်လံဖတ်တတ်တာမျိုးကိုပြောတာမဟုတ်ဘူးနောက်ပြီးဖတ်ပြန်တော့လေဘယ်ရုပ်ရှင်မင်းသမီးကမဝင်ကားကြိုက်တယ် ဘယ်ရုပ်ရှင်မင်းသားကဘာဝဒနာပါတယ်ဆိုတာမျိုးလောက်ကို ရေးကြီးခွင်ကျယ်လုပ်ပြီးဖတ်နေတာမျိုးကို ပြောနေတာမဟုတ်ဘူးတကယ်ကို အကြောင်းအရာအပြင်အရေးကြီးတာအတွေးခေါ်အပြင်လေးနှစ်ထာမျိုးတွေကိုဖတ်တတ်တဲ့အလေးရှိသလားဖတ်လိုက်ရရင်နှစ်နှစ်သက်သက်ရှိသလားအဲ့ဒီလိုဖြစ်လာမှစာဖတ်ဝါဒနာပါတယ်လို့ခေါ်တာအတော်ချုပ်လိုက်ရရင်မင်းဟာအခုကောမြန်မာလိုရေးထားတာတွေဘာသာပြန်ထားတာတွေကိုမက်မက်မော်မော်နှစ်နှစ်ချိုက်ချိုက်ဖတ်လေရှိသလား ငါတွေ့ဖူးတဲ့သတင်းစာသမားတော်တော်များများဟာကျောင်းသင်အင်္ဂလိပ်စာအခြေခံအားဖြင့်သူ့လိုငါလိုလောက်သာတက်ခဲကြတာတချို့သတင်းစာသမားတွေဆိုရင်ကျောင်းမှာအဆင့်မြင့်မြင့်တောင်မတင်ခဲ့ရရှာဘူးဒါပေမဲ့သူတို့ကသတင်းရေးရာဆိုလိုက်လို့ရှိရင်အယူမှုသိကျင်ကြတာဒါကြောင့်အင်္ဂလိပ်လိုသတင်းတွေကိုစ조사ပန်းစားဖတ်ကြတယ်ဒီလိုနဲ့တစတစကျွမ်းကျင်သွားခဲ့ကြတာပဲတချို့ဆိုရင်ကျောင်းသင်ပညာအားဖြင့်ငါတို့လောက်ကိုမတင်ခဲ့ရဘူးဒါပေမဲ့ငါတို့လည်း တချို့နိုင်ငံရေးစီးပွားရေးဝဟာရတွေနဲ့ပတ်သက်လာရင် သူတို့ကိုပဲမင်းနေရတော့တာဒီလိုပဲအင်္ဂလိပ်စာမတောက်တစ်ခေါက်လောက်ပဲသင်ခဲ့ရတဲ့လူတယောက်ဟာသူဝါသနာပါတဲ့ဘေးရင်လက္ခဏာကျမ်းတွေကိုအင်္ဂလိပ်လိုဖတ်လိုက်တာအဲ့ဒီဘက်မှာတော့ပြင်တန်းကုံသွားတာပဲလို့ပြောရအောင်ကိုကျွမ်းကျင်သွားတာတွေ့ခဲ့ရဘူးသေးတယ်နောက်တစ်ယောက်ကတော့ဓာတ်ပုံဝါသနာ哦သူကဓာတ်ပုံကိုဝါသနာအလွန်ကြီးတော့ဓာတ်ပုံပညာဆိုင်ရာ အင်္ဂလိပ်အတိုင်း ဓာတုပစ္စည်းတွေကိုအသုံးပြီးလောက်ရတာမဟုတ်လားဒီတော့သူကဓာတုဗေဒသဘောတွေကိုပါအတော်ကြီးတိမိခေါမိရှိလာနေတာကို တွေ့ရတယ်နောက်တစ်ယောက်ဗကြီးဆရာသူလည်းဒီလိုပါပဲအင်္ဂလိပ်စာအခြေခံကောင်းကောင်းရခဲ့တဲ့သူမဟုတ်ပါဘူးဒါပေမဲ့သူကဗကြီးပညာကြောင့်ကဘာကျော်ဗကြီးဆရာကြီးတွေကြောင့်သူတို့ပြောခဲ့တဲ့ဗကြီးသဘောတရားဆိုတာတွေကို အငမ်းမရသိကျင်နေလေတော့အခွင့်အာဏာတွန်းဖက်တော့တာပါပဲဖက်တော့ပါဖြစ်လေ ဖတ်တတ်သွားတာပေါ့သူ့ကိုတော့နားမြည်ပါထည့်ပြောလိုက်ရပါအောင်မယ်မြန်မာနိုင်ငံ ရိုးရာပညာရှင်များစီယုံအဟိုရဲ့နာယကရေစေးပကြီးကျော်ဥညာရှိန်ပါပဲဗျာသူ့เจ้าငါကကောင်းကောင်းသိနေတာပဲငါနဲ့ကအိမ်ချင်းမျက်စောင်းထိုးနေလာခဲ့တဲ့ငယ်ငယ်ချင်းအကိုလိုလူအင်္ဂလိပ်စာနဲ့ပတ်သက်ရင်ငါတို့လောက်အခြေခံကောင်းကောင်းဘယ်မှာတင်ခဲ့ရလိမ့်မလဲဒါပေမဲ့ခုတော့ဖြင့်ကပ္ပပကြီးကျော်များ ဆိုတဲ့စာအုပ်ကို ်အင်္ဂလိပ်စာအုပ်တွေအင်္ဂလိပ်ဆွဲဆောင်ကျမ်းတွေကိုညှိနှိုင်းပြည့်စုံနေတာပြီးသွားလို့ထုတ်ဖို့တောင်းပြင်ဆင်နေပြီထွက်လာပါလိမ့်မယ်စောင့်သာကြည့်ကြပါခင်ဗျာဒီတော့မင်းကိုပြောချင်တာက မင်းဘာကြောင့်အင်္ဂလိပ်စာတက်ချင်တာလဲမင်းစာထဲမှာပါလာတာက အင်္ဂလိပ်လိုစာတွေပေတွေတောင်းရေးချင်နေတာဆိုတော့အင်္ဂလိပ်လိုရတာစာပေတွေဘလောက်များဖတ်ပြီးပြီလဲမြန်မာစာပေတွေကိုကောမျက်ချီမပြတ်အငမ်းမရဖတ်နေတဲ့သူဟုတ်လားဟုတ်သလား မြန်မာပြန်ရတစားပေးတွေကိုပေါ့တော်တော်နှံ့နှံ့ဆက်ဆက်ဖတ်ထားပြီးပြီလားအခုဆိုရင်ငူရင်းအင်္ဂလိပ်လိုရောဘာသာပြန်ကိုပါတွဲပြီးထုတ်နေတဲ့စာဆောင်ကလေးတွေထွက်နေတာကို တွေ့ရတယ်အဲ့ဒါတွေကိုကောမပြတ်ရှာဖွေဖတ်မိပါရဲ့လားနင်းနေတဲ့တဲ့မမမောမော မဖတ်မိသေးဘူးဆိုရင်တော့မင်းကုံမင်းဘဲဘက်မှာတကယ်ဝါသနာပါတာလဲဆိုတာကိုထပ်ပြီးစူးစမ်းကြည့်စီချင်ပါတယ် ိုဝါဒနာပါရာကို လုံနိုင်ဖို့အင်္ဂလိပ်စာတီးဟူသောလေကားကိုထောင်မှသာ အောင်မြင်ပေါက်မြောက်ဖို့လွယ်ကူပါတယ်လို့အကြံပေးလိုက်ပါရစေ။စာဖတ်သူကအရွယ်အားဖြင့်အတွေ့အကြုံအားဖြင့်ဝါရင်သူဖြစ်နေပါလိမ့်။ဤကိစ္စမှာဘာမှမဟုတ်ကြောင်းသတိပြုမိပါလိမ့်မည်။သို့တော့သူတို့ကလေးတွေ ခမညာများမှာတော့အောင်မြင်ချမ်းမြေပါစေ။ဟုတ်ကဲ့ပါခမညာဆရာအောင်သင်ရဲ့မျိုးဆက်တဲ့အတွက်ဖြည့်ကြခြင်းဆိုတဲ့ဆောင်းပါးလေးကတော့ဒီမှာပဲပြီးပါပြီခင်ဗျာနောက်လာမယ့်ဆောင်းပါးများကိုလည်းဆက်လက်ဆောင်မြောအားပေးနှาศင်ကြပါအောင်ခင်ဗျာ ယနေ့အပင်နားဆင်ကြကြသူပေါင်းခိုးစိတ်နှပြချမ်းမှချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်ခဲ့သူချင်းမနိုင်ဖြစ်ပါတယ်ခင်ဗျာ